ကိုကြီးဖိုးတော်ကရေထဲဆင်းသွားတာကြားလိုက်တာတခုခုများဖြစ်နေရလားမသိဘူးဒုဘောလေးအတန်းကြောင်စောင့်နေတော့တော့ကြောက်စိတ်ကတဘောမှာဖြစ်လာခဲ့တော်တယ်သိကြနေပြီကိုကြီးဖိုးတော်တခုခုဖြစ်သွားတာပဲငါဟိုဘသူ့ကိုကုညီတောင်းရမှာလဲဒီတော်ကြီးထဲမှာလဲဘသူမှမရှိဘူးဖိုးထူးတော်ကိုကုညီတောင်းရအောင်လဲကိုကြီးတောင်ရဲ့ယာကင်းကဘယ်နှရှိမှန်းတော့မသိဘူးအမေအမေရေခဲ့ကြပါအောင်နောက်တော့တော်ဘောလေး

ိုးတော်ဟာပြပြနဲ့ရောက်လာခဲ့တယ်။ဟာကိုကြီးဖိုးတော်ပါလား။အရေးကြီးကိစ္စရှိလို့လား။အေးဟာကျုံမနဲ့ပြန်ရာခင်းနဲ့ကိုပြောင်းတရမှာလူရှာမရဖြစ်နေလို့အဲ့ဒါမင်းတို့ကိုကုညင်လာတောင်းတာ။အော်ဟိုဒီလိုဆိုကျွန်တော်တို့ကကိုကြီးဖိုးတော်ရှာထဲမှာပြောင်းထည့်ကူရမှာလား။ဟုတ်တယ်ဟာတော်ပေါ်လေးရှိနေရနဲ့အတော်ပဲမင်းတို့အားကြရလား။ဒါတော့အားပါတယ်ဗျ။ခုလဲအားလို့ဖိုးတို့စီနေနေရတယ်။ဒါဆိုငပိန်ကရောအားပါမလား။ ကျွန်တော်မေးကြည့်လိုက်မလေတကယ်လို့ယာခင်းနဲ့သွားကြမယ်ဆိုဘယ်ချိန်လောက်သွားကြမှာလဲဟမ်ဒီညနေပဲသွားကြတာပေါ့ဒါမှမနေ့ပြန်တမ်းပြီးအလုပ်လုပ်လို့ရမှာဟုတ်ပြီဟုတ်ပြီကျွန်တော်ငပိတ်အောင်ဖုန်းဆက်ပြီးအကျိုးအကြောင်းပြန်ပြောပေးပါမယ်အေးကွာဒါလို့ဆိုကျုပ်ပြောင်းမျိုးစေ့တွေတောင်းဝေရအောင်ပါဆိုတော့သွားလိုက်ပါအောင်မေဟောကိုကြီးဘုတော်ဒါနဲ့ဘိုးတော်လေးဖိုးတူးတို့ဝင်းထဲကနေထွက်သွားခဲ့တော်ဒီညနေပဲရောက်တော့ ဖိုးသူတို့တော့ယောက်သားငပဲ့အိမ်မှာဖိုးတော်လာကိုစောင့်နေခဲ့ကြတာပါတားတော့ကိုကြီးဖိုးတော်ကခုထိရောက်မလာသေးဘူးလားကွဒီလိုနဲ့ပဲမိုးမောင်နေတော့မယ်တားတော့ဖုန်းဆက်ထားပြီးပြီဆိုတော့မကြခင်ရောက်လာတော့မှာပါအဲ့ဒီအချိန်မှာပဲဖိုးတော်ကနားလေးမောင်းပြီးတော့ငပိန်တို့ရဲ့ရှေ့ကိုရောက်လာခဲ့တယ်ဟောပြောရဆိုရင်လည်းကိုကြီးဖိုးတော်ရောက်လာပြီကဲဖိုးသူတို့အစင်းသိမ့်မယ်လားအစင်းသိမ့်မယ်ကိုကြီးဖိုးတော်ရဲ့အေးအေး ဒီလိုဆိုလဲလဲဘော်ကိုတက်ကြကွာသွားကြမယ်ဒီလိုနဲ့ပိုးတူတို့သုံးယောက်တောင်လဲဘော်ကိုတက်လိုက်ကြတယ်တူဘောကလဲဘော်မှာရှိနေတဲ့ဆလိုက်ဖြူမြင်သွားခဲ့တယ်ကိုွေးဖို့တော့ဒါကပြောင်းမျိုးစေးရလားဟုတ်တယ်တူဘောရဲ့အဲ့ဒါကကုန်ထည့်ရမှာရဲ့အော်အများကြီးပဲဖိုးတော့ရင်မင်းကြီးတွေကိုအပ်ပါလေကွယ်စိတ်ကြပါရေကျုပ်သေးချာလေးဂယူးဆိုင်လိုက်ပါမယ်ဒီလိုနဲ့ဖိုးတော့လည်းနွားကျုပ်ကိုဆွဲလိုက်ပြီး ငပိန်တို့အင်ရှိကနေမောင်းထွက်လာခဲ့တော်လေဟိတ်နော်ဟိတ်နော်သွားမဟိနောက်နေ့မနေ့ရောက်တော့ပိုးတော်တော်လေးပြောင်းထဲကြဖို့စိုက်ခင်းကိုရောက်နေခဲ့ကြတာပါတိုးဘောကအကြောဆန်းလို့တန်းဝင်လိုက်ကြီးဟာအိတ်ရှင်လိုက်တာဟာမင်းမနေ့ညကောင်းကောင်းမေးခဲ့အောင်လားတိုးဘောရဲ့မေးရအောင်ဆိုပါတော့ကွာညကတော့ဝက်អော်နေတဲ့ တေးမတကောင်အော်နေရတဲ့နဲ့စင်တူနေရမဟုတ်လားဟာဒါကြောင့်မင်းအိတ်မပြောတာဗောလေတုပ်ဗောတုပ်ဗောတော့ဝမ်းမဲတိရတာကြောက်တက်လိုက်တာလေလုံးမကွာအဲ့ဒါနဲ့ဘိုးတော်ကနွားတကောင်နေတူသူ့ရနာကိုရောက်လာကြီးကလေးတွေဟိုပေအောင်မှာတားတာတဲ့တောင်းသေးတွေကိုတွေ့လားဟုတ်တွေ့ပါလေဗျအေးအဲ့ဒီထဲမှာပြောင်းမှုစီထည့်ထားတွေကကျုပ်ရှိရနေလေထုံသွားတဲ့လမ်းအတိုင်းပြောင်းမျိုးစီလိုက်ထည့်အောင်မေဟုတ်ပလားဟုတ်ကိုကြီးဘိုးတော် အကွာဝေးကရောဘယ်လောက်စားထည့်ရမှာလဲခြေလန်းနှလန်းနိုင်တခါထည့်အောင်မေဩပြီးတော့ပြောင်မျိုးစေ့ကိုတခါထည့်ရင်၃စီပဲထည့်ကြနော်မျိုးစေ့တွေကအကုန်လုံးနှီးပါအောင်ကြတယ်ဟုတ်ကွေးဖို့တော့ရှာခင်းအလောက်ကလည်းမလွယ်ပါလားနည်းနည်းရှုပ်သေးတယ်လို့ပဲနော်လွယ်ပါတယ်တော်ဘောရဲ့မင်းမလုပ်တတ်ရင်ငါတင်ပေးမယ်နောက်တော့သူတို့တောင်ရောက်တာဘိုးတော်လဲတော်သားရဲ့လမ်းကြောင်းနိုင်လိုက်ပြီးတောင်းလေးတွေကင်လို့ပြောင်မျိုးစေ့တွေလိုက်ထည့်နေခဲ့ကြတယ်အတန်ကြောင်ပြောင်းထည့်ပြီးနောက်တော့ဘိုးတော်ဟာ ကင်ခလေးတွေနေလဲမွန်းတက်နေပြီဆိုတော့တမင်စာနားကြတာပေါ့အိမ်နောက်တော့ပိုးတူတို့လည်းပိုးတော်ကြက်ထားတဲ့တော်ဟင်းလေးကိုငယ်ရရှက်ရင်လည်းခေါင်းမပေါ်ရင်စားကြတော့လေဝါဒင်းကမိုက်လိုက်တာအဲ့ဒါဘိုင်းလဲရင်ကိုကြီးပိုးတော်음နာမည်တော့မရှိဘူးကြုံချက်တာဆိုတော့ပိုးတော်ချက်တဲ့တော်ဟင်းပေါ့ရာခင်းနဲ့ရှိရဲ့ဟင်းစားရွက်တွေနဲ့အကုန်ကောက်ချက်ထားတာ ကိုကြီးဖို့တော့ပောက်ကြရချက်လို့စားကောင်းနေရနေမှာမေကျုပ်လည်းရကောင်းလို့ပါကွာတို့တယောက်တကွန်ပြောနေကြတော့တောင်ကရောက်လာခဲ့ဟာကိုကြီးတောင်မလားလာဗျာထမင်းစားလေစားကြစားကြကျုပ်လည်းခုနေနေစားပြီးခဲ့တာဒါနဲ့မင်းလည်းဒီနေ့ပြောင်းထည့်မယ်ဆိုအေးအဲ့ဒီအကြောင်းကြောင့်မင်းကျုပ်မင်းစင်လာခဲ့တာကျုပ်ခေါ်ထားတဲ့အလို့သမားတွေကရောက်မလာဘူးကွာမင်းတည့်ရဲ့အတိုင်းကျုပ်ထုံဆက်ငှားထားတာ ရက်ကြာလေးဈေးဖို့ပေးရတယ်ဆိုတော့အခက်တွေ့နေဆိုပါတော့ကွာဒါဆိုဒီလိုလုပ်လေဟိုကျုပ်ကမလုံးဆိုတော့ဖိုးထူးနဲ့ငပင်ကိုခေါ်သွားလိုက်ပေါ့ကျုပ်ကတုပ်ပေါ်နဲ့ပဲအေးစစ်စစ်လုံးလိုက်ပါမယ်အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ကွာဖိုးထူးတို့ရဲ့ကုညီပေါင်းကျုပ်နေစားကအများကြီးပေးပါမယ်ရှာပါတယ်ကိုကြီးတောင်ရဲ့ကိုကြီးလည်းကုညီလိုနေရပဲကုညီပါမယ်ကျေးဇူးပါပဲကွာညနေပဲရောက်တော့ဖိုးတော်လေးငါဖက်သွားဖို့အတွက်လိုအပ်တာတွေကို ပလိုင်းထဲထည့်ရင်းနဲ့အလုရှုပ်နေကင်းကိုွေးဖို့တော့ဘယ်သွားမလို့လဲဗျငါဘယ်သွားမလို့ဟာမင်းလည်းလိုက်ခဲ့လေဟာဟိုတော့တော့မလိုက်ချင်ဘူးကျောင်းမှာတားလို့ဆရာမတင်းမြထားတယ်သူများအတက်မတက်ရဘူးတဲ့ငါလေးဖန်းတာပဲသူများအတက်တက်တာမှမဟုတ်တာဘလို့ပဲဖြစ်ဖြစ်အထူးထူးပဲဟောင်းတားတော့ငါမဖန်းနိုင်အေးကွာဒါလို့ဆိုလဲတင်းမှာပဲနေခဲ့ပေါ့တင်းမှာလဲတားတယောက်တည်းじゃမနေရဘူးဗျာ အေးအဲ့လိုဆိုလေဟိုကျုပ်ငါးဖက်နာထိုင်ကြည့်ပေါ့ကွာလာသွားကြမယ်ဒါနဲ့တော့ပေါ့လေမလိုက်ကျင်လိုက်ကျင်နေလိုက်သွားခဲ့တော့လေဒီလိုနဲ့ပိုးတော်လိုနှစ်ယောက်သာအင်းဒီနာကိုရောက်လာခဲ့ကြတယ်။ကဲတော့ဘွိကျုပ်ငါးဖက်မှာဒီအင်းမယ်။ခုတော့လေပေါ်တက်သွားကြရအောင်။ဟုတ်ကွေဘူးတော့ဒီလိုနဲ့တော့ပေါ်လေလေပေါ်တက်လိုက်တယ်။ မင်းလှေတော့လှော်တတ်တယ်မဟုတ်လားဟာရတာပေါ့ဗျအေးကွာဒီလိုဆိုလဲလှေလော်ပေးကြည့်ကျုပ်ကပိုက်လှော်လိုက်မယ်ဒလွန်နဲ့ကျုပ်ပေါ်လေလှေကိုပြပြလှော်ပေးနေရင်နဲ့ပိုးတော်ကတော့ငါပိုက်ချနေခဲ့တာပါကိုွေးဖို့တော့ခုမှငါပိုက်ချတာဆိုတော့ဘယ်ချိန်လောက်မှငါရမှာလဲအင်းကျင်နေရပေါ့တကာတလီလဲမြန်ပါတယ်ဟိုတကာတလီလဲမွန်းလေးသွားတာပေါ့ညဒီလောက်တောင်လား ဒါပေါ့ဒါပေါ့ဒလုံနဲ့ပိုက်ချနေရင်ညလေတပြေးပြေးနဲ့မှောင်လာခဲ့တော့တော့ပေါ်လေပိုးတော့ယူလာတဲ့မင်းရင်ကိုတွန်းပြီးလှိမ့်ဦးမှာထားထားလိုက်သည်ဟာပိုက်ကလှုပ်လာပြီငါးမိမိနဲ့တူးရဲ့ဟဲ့အဲ့လိုပြောပြီးပိုက်ကောင်ကိုအပေါ်ဆွဲတင်လိုက်တော့ပိုက်ကအကုန်ပါမလာပဲညိနေခဲ့တာပါဟာဆွဲလည်းမရပါလားတကုတ်ကုတ်နဲ့ညိနေရတယ်နေတော့ပေါ်ကြီးကျုပ်ရေးနေစင်းလာဗျာညာကြီးကိုပြစ်ပါမလားကိုကြီးဖို့တော့ရဲ့ ်ဖြစ်ပါတယ်တို့ဘောရေခဏလေးပါမကြောက်ပါဘူးပြောပြောဆိုဆိုနေပိုးတော်လေးလေပေါ်ကနေဂျေကိုတိုင်းမီထိုးချသွားခဲ့တယ်တို့ဘောကတော့မှောင်မဲနေတဲ့အင်းထဲမှာတယောက်တည်းကြောက်ကြောက်နဲ့လေပေါ်မှာရှိနေခဲ့တာပါကိုကြီးဖို့တော်ကရေထဲဆင်းသွားကြားလိုက်တာ တကုကူများဖြစ်နေရလားမသိဘူးတော်ပေါ်လေအတန်းကြောင်စောင့်မိနောက်တော့ကြောက်စိတ်ကတဘွားမှဖြစ်လာခဲ့တော်တယ်တေးကြနေပြီကိုကြီးဖို့တော့တကုကူဖြစ်သွားတာပဲငါဟိုဘသူ့ကိုကုညီတောင်းရမှာလဲဒီတော်ကြီးထဲမှာလဲဘသူမှမရှိဘူးဖိုးထူးတို့ကိုကုညီတောင်းရအောင်လဲကိုကြီးတောင်းရင်ຢာခင်ကဘယ်နှရှိမှန်းတော့မသိဘူးအမေအမေရေဟေကဲကြပါအောင်နောက်တော့တော်ပေါ်လေလေယိုကန်းသားထိပြန်မော်လာခဲ့ပြီးတော့လေဘွားကုံစင်းလို့ အဲ့နေရာကထွက်ပြေးလာခဲ့တော့တယ်တုပ်ပေါ်လေးကြောက်ကြောက်နဲ့ယာတဲ့ရှိရာရောက်လာခဲ့ပြီးမှောင်မဲနေရဲ့တဲတဲမှာထိုင်ချလိုက်တယ်အမေအေးအေးတားကြောက်တယ်တားရဲကြောက်တယ်ကိုကြီးဘုတော်ဆုံးသွားပြီလောက်ကြမအောင်အဲ့ဒီချိန်မှာပဲတော်ရဲရနေတော်ဝဲတကောင်ကကြောချင်းစရာကောင်းအော်နေခဲ့တာပါဟမ်အဲအဲ့ဒီတန်းတော်ဝဲအော်နေရမဟုတ်လားကြောက်တယ် ချုပ်တယ်တောချုပ်တယ်တို့ဘောလဲအသေးမကြားရအောင်ဖင်ကိုကုန်းပြီးလမ်းတစ်ဖက်နဲ့နားပိတ်ထားလိုက်တော့တိတ်မကြခင်မှာပဲအိပ်ပျော်သွားခဲ့တော်တယ်တို့ဘောဟဲ့တို့ဘောဟာဒီကောင်မလို့ဖင်ကုန်းပြီးတော့အိတ်နေရလဲမသိဘူးတို့ဘောလဲဖင်ကုန်းပြီးအိပ်ပျော်နေရကဖိုးတူးခေါ်တယ်ကြတော့နိုးလာခဲ့တယ်ဟမ်မင်းတို့မင်းတို့ရောက်လာပြီ ဝမ်းသာလိုက်တာတကယ်ချင်းလို့ရေအဲ့လိုပြောပြီးတုတ်ပေါ်နေဖိုးထုကိုဖတ်ပြီးတော့ငိုနေခဲ့တာပါဒီကောင်ကဘာတတ်ဖြစ်တာလဲဖိုးထုခုတည်းအေးမွားသေးရများလားအေးဟာဟဲ့အောင်တော့ပေါ့မိဘလုံးငိုနေရလေတုတ်ပေါ်ကမျက်ရည်တွေကိုတုတ်ပြစ်လိုက်တယ်ငါမင်းတို့မရှိတော့အားငယ်ပြီးဝမ်းနေနေခဲ့တာဟာဩကိုကြီးဖိုးတော်တယောက်လုံးရှိနေတာဘာဝမ်းနေစရာရှိလို့တော့ကိုကိုကြီးဖိုးတော်ကဟိုအင်းအင်းနေ တော့ဘောလေဖိုးတော်အင်းနဲ့ခေါ်ကြပြီပြမပေါ်လာတော့တဲ့အကြောင်းပြောပြမလို့လို့တော့ဖိုးတော်ကပလိုင်းလွယ်ပြီးသူ့နာကိုရောက်လာခဲ့တော့တော့ဘောလေလန့်ပြီးမျက်လုံးပြူသွားခဲ့တော်တယ်ဟမ်ကိုကြီးဖိုးတော်ကတိတ်ပြီးပြန်ရောက်လာတယ်ဒါဒါဆိုသိကြပြီကိုကြီးဖိုးတော်ဖောက်ဝင်နေရပဲဟာကိုကြီးဖိုးတော်ပလိုင်းနဲ့ပါလားဘယ်ကပြန်လာလဲဗျကျုပ်ငါးပန်းပြီပြန်လာတာဒါနဲ့မင်းတို့ကရောတောင်းစီမှာအလုံးမကူခဲ့ရဘူးလားဟုတ်တယ်ကိုကြီးဖိုးတော်ရဲ့ မနေ့ကညနေတပိုင်းပဲလုတ်ပြီးဒီမနေ့ကျတော့သူ့လိုသမားတွေရောက်လာလို့ဗျဒါနဲ့ပဲကျွန်တော်တို့လည်းပြန်လာခဲ့တာအော်ကောင်းတော့တာပေါ့ဒါလို့ဆိုဟိုကျုပ်မင်းတို့ပို့ဟင်းသွားချက်လိုက်အောင်မေဟုတ်ကဲ့ကိုဘူးတော့ဖိုးထောင်ထွက်သွားပြီးနောက်ငါပင်ရဟဲ့အောင်တော့ပေါ့အမေကဘာဖြစ်နေရလဲမျက်လုံးပြူမျက်စံပြူနဲ့ဟိုဟိုငါငါတို့ဒီဒီမှာမနေသင့်တော့ဟမ်ဘာလို့လဲတို့ပေါ့ဘာဟို ဘာလို့ဆိုကိုကိုရေးဖို့တော့ဟာတဝန်းစကားမစားရသေးခင်ဖို့တော့ဟာပရင်ပေါက်ကနေရုတ်တရက်ခေါင်းမော်လာခဲ့တော့တော်ပေါ်လဲလန့်သွားခဲ့ပြန်နေအောင်မလေးတေးတေးဟင်းသိလန့်သွားလားကြောက်ပါကွာဒါနဲ့ဖို့တို့ကြုပ်ကိုထင်းလေးရှာပေးကြပါလားဟင်းချက်ကိုထင်းကုန်နေလို့ဟာဩဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုနဲ့တော်ပေါ်လဲသူပြောမိစကားပြတ်သွားခဲ့ပြန်တော့တယ် ဖိုးတော်ချက်ပြုတ်ပြီးနောက်တော့ဖိုးသူတို့လည်းတမင်စားဖို့ဇပွဲဝိုင်းမှာအသက်ရှိနေခဲ့ကြတာပါ။ကဲဖိုးသူတို့အဝစားကြ။ငပိန်လက်ထဲစားနော်။ဟုတ်ကဲ့ကိုကြီးဖိုးတော်။ဒီလိုနဲ့ဖိုးသူတို့လည်းတမင်ကိုအာပါတရားစားနေကြပြီမေ။တို့ဘောကတော့ဖုတ်ကောင်ဖြစ်နေရဲ့ဖိုးတော်ချက်ကြည့်တဲ့ဟင်းကိုမစားပါဘူး။ဟဲ့အောင်တို့ဘော။မင်းကတမင်မစားဘူးလား။ဟိုငါဘိုက်သိမ့်မစားလို့ကနောက်တော့မှစားတော့မယ်။ဟမ်တို့ဘောဘိုက်မစားဘူးဆိုတော့အထူးဆက်မလား။ဗာလေ။ နေမကောင်းလားနေတော့ကောင်းပါရဲ့ဟိုဒီအတိုင်းစားညင်စိပြောင်းနေလို့ပါဒါဆိုတုပ်ပေါ်အတွက်ကိုကြီးတို့ခုလုတ်ပေးရမလားဟိုရပါလေဗျဘာမှလုတ်မပေးပါနဲ့ဟိုကျွန်တော်ပြင်မှာရှိနေမယ်နော်အဲ့လိုပြောပြီးတုပ်ပေါ်နေခမေးစွဲဝိုင်းကနေထသွားခဲ့ရော်ဒီဒီကောင်တုပ်ပေါ်နေတခုခုတော့တခုခုဘာရီဖြစ်နေရဲ့မသိဘူးနောက်တော့တော်ပေါ်လေရာရင်ရှိကိုအရှောင်း ဖောက်ဝင်နေတဲ့ပိုးတော်လက်တရားထွက်ပြေးဖို့ကြံစည်နေခဲ့တာပါငါဘယ်လိုလုပ်ရမလဲဖိုးတူတို့ပြောပြဖို့ကလည်းဖောက်ကောင်ပြင်းနေတဲ့ကိုကြီးဖိုးတော်ကကြိုသိနေပုံရတယ်အမြဲပေါ်ပေါ်လာတယ်ဒါနဲ့တော့ပေါ်လေသူရှိမှမျက်စားနေရဲ့နွားကိုမြင်သွားခဲ့ပြီးတော့အကြံရသွားခဲ့တော့လေဟုတ်ပြီနွားလေးနဲ့ထွက်ပြေးရမယ်အဲလိုပြောပြီးတော့ပေါ်လေနွားကိုဆွဲပြီးတော့လှဲမှာကောက်တက်လိုက်တယ်နောက်တော့ဖိုးတူတို့အလာကိုလှဲပေါ်ကနေကြိုးစောက်နေခဲ့တာပါ ဒီကောင်နေတမင်းစားရလေကြာလိုက်တာကွာသူအဲ့လိုပြောနေတော့ဘိုးသူနေငပင်ကသူ့နာကိုရောက်လာခဲ့ဟဲ့အောင်တို့ဘောမင်းကနွားလေးနဲ့ဘဲသွားမလို့လေတို့တို့ဟာမြင်မြန်လဲပေါ်တက်ကြဒါနဲ့ငပင်တို့လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးလဲပေါ်ကိုတက်လိုက်ကြရင်ဘာလို့ရှူတူတူလုံးနေရလဲတော့ဘောရဲ့ဒါနဲ့တော့ဘောလဲနွားလေးကိုမောင်းတော့နွားကမတော်ပါဘူးဟမ်ဒီနွားကဘာလို့မတော်ရလဲ အဲ့ဒီအချိန်မှာပဲဖိုးတော်ရောက်လာတယ်။ကျုံတော့ကျုံမောင်းတော်မှာမဟုတ်ရင်မသွားဘူးဗျ။ဖိုးတော်စကားကြောင့်တူဘောလေးလန့်သွားခဲ့ပြီးထောက်ော်တော်တယ်။အောက်မလေးတရေတရေဟင်ဘမတော်တရေဟမ်အဲ့လိုပြောပြီးဖိုးတော်လေးလဲဘော်ကိုခေါင်းတက်လိုက်တော့လဲဘော်ကတူဘောလို့လေလဲရောက်ကိုခေါင်းဆင်းကြတော်တယ်။ဟာဟဲ့အောင်နီမင်းတို့ကဘာဖြစ်နေကြရလဲ။တူဘောပြောတာတော့ကိုရမနေ့ကအင်းထဲမှာရှင်နေပြီးဆုံးသွားတာဆိုလား။ဟာ အဲ့ဒီမှာစလွဲတော့တာပဲအဲ့လိုပြောပြီးဖိုးတော်ကနောက်ကျောင်းပြန်တော့တယ်ဖိုးတော်လည်းရေတွေကနေပြန်ပေါ်လာတော့လေကရေလေးမှာရှစ်မိနစ်ရောပါဘူးဟမ်ကျုပ်လီရောအဲ့လိုပြောပြီးအင်းဆက်ကိုကြည့်လိုက်ချင်းတုပ်ပေါင်းကလေပေါင်းကနေကမ်းမော့ကိုမြင်မြတ်တက်သွားတာမြင်လိုက်ရတာပါဟာတုပ်ပေါင်းဟဲ့တုပ်ပေါင်းဘယ်လဲဟာ တော်ဘောကတော့ဖိုးတော်အော်ကော်တယ်အောင်မကြဘူးအဲ့နေရာကနေထွက်ပြေးသွားခဲ့တော့ဒီအဒီကောင်တော်ဘောကခုံမချောင်းအောင်မကြနဲ့ဘာဒီများအရေးကြီးနေပါလိအိမ်သာတက်ချင်လို့များလားဒလုံနဲ့ဖိုးတော်လေးတော်ဘောအောင်ဆက်မခေါ်တော့ပဲနဲ့လေရှိရာကိုကိုကက်လာခဲ့တော့ဒီအပြေပြက်ကတော့အဲ့ဒါပဲဖိုးသူကြီးဒါဆိုကိုကြီးဖိုးတော်ကဘာလို့တညလုံးပြန်မလာလဲဗျ ငါးရီအများကြီးကြောက်အောင်လို့ဆက်ဖမ်းနေရလေကွာဟမ်ဩအဲ့လိုလားတုပ်ပေါ်တုပ်ပေါ်ကြောက်တက်လိုက်တာလေနှစ်ယောက်မရှိဘူးသူ့ကြောင့်တို့ပါ ကြောက်ရတော့မလို့ဟုတ်ပါကွာ